အားလုံးပဲမင်္ဂလာပါရှင်ဒီကနေ့မြန်မာ Union သာသနာဆက်သွယ်ရေးဌာနကနေပြီးတော့သာသနာသတင်းခုနှစ်ပုဒ်ကိုတင်ဆက်ပေးချင်ပါတယ်ပထမအဦးဆုံးသတင်းတစ်ပုဒ်အနေနဲ့နှစ်30ပြည့်အမျိုးသမီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင် 2025ခုနှစ်နိုဝင်ဘာလ4ရက်နေ့အေအော်ဒီတိုင်းသာသနာမြောင်းမြနဲ့အရှိကုံးဓမ္မကျမ်းစာကျောင်းမှနှစ်30ပြည့်အမျိုးသမီးဌာနနှစ်ပတ်လည်နေ့အခမ်းအနားကိုကျင်းပပြုလုပ်ခဲ့ပါတယ်ဒီအခမ်းအနားကိုတော့ ARD တိုင်းအမျိုးသမီးတာသနာဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ဆရာမကြီးဒေါ်ကျူကျူအေးမဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ခန်းနာမှာမြန်မာယူနယ်အမျိုးသမီးတာသနာဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ဆရာမကြီးဒေါ်ဆိုခိလာရှိုင်းအနေနဲ့လည်းပါဝင်တက်ရောက်အားပေးခဲ့ပါတယ်။၎င်းအပြင်တိုင်းအသီးသီးမှရှိတဲ့အမျိုးသမီးတာသနာဌာနညွှန်ကြားရေးမှူးများလည်းတက်ရောက်ခဲ့ပါတယ်။ဒီအပြင်အရှိကုံဓမ္မကျန်းစာကြောင့်နဲ့အနောက်ကုံဓမ္မတက္ကသိုလ်မှရှိတဲ့ဆရာမများ အသင်းသူများတက်ရောက်ခဲ့ကြောင်းတင်ပြရရှိပါရရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့အမှုဆောင် တွေ့ဆုံပွဲအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။2025ခုနှစ်နိုဝင်ဘာလ3ရက်နေ့အရှိတောင်တိုင်းဖန်အန်သာသနာနယ်နေချာအတင်းတော်မှာအမှုဆောင်တွေ့ဆုံပွဲကို ပြုလုပ်ကျင်းပခဲ့ပါတယ်။ဒီတွေ့ဆုံပွဲကိုတော့အရှိတောင်တိုင်းသာသနာရဲ့ officer များမှဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီးအရှိတောင်တိုင်းသာသနာဌာနချုပ်မှရှိတဲ့ officer များညွန်ကြားရေးမှူးများနဲ့ဖန်အန်သာသနာနယ်မှာရှိတဲ့ဆရာဆရာမများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လူထုကျန်းမာရေးမြင့်တင်မှုတင်ဒန်းကြောင်းအမှတ်စဉ်29တင်ဒန်းစင်ပွဲနဲ့ VOP အောင်လက်မှ ပေးအပ်ခြင်းမြင့်ခြင်းအခမ်းအနားအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။2025ခုနှစ်နိုဝင်ဘာလ9ရက်ရန်ကုန်တိုင်းသာသနာအင်းစင်အသင်းတော်မှာလူထုကျန်းမာရေးမြင့်တင်မှုတင်ဒန်းကြောင်းအမှတ်စဉ်29တင်ဒန်းစင်ပွဲနဲ့ VOP အောင်လက်မှပေးအပ်ခြင်းမြင့်ခြင်းအခမ်းအနားကိုပြုလုပ်ကျင်းပခဲ့ပါတယ်။ ဒီခန်းနာမှာတော့တင်ဒန်းစင်းသူ စုစုပေါင်း၈ဦးရှိပါတယ်တင်ဒန်းစင်းသူများကိုလည်း VOP ဌာနရဲ့ဆာမများဖြစ်ကြတယ်ဆာမဒေါ်ဆူစန္ဒာနဲ့ဆာမဒေါ်မိုးသူဇာတို့မှ VOP အောင်လက်မှတ်များကိုပေးအားချီးမြှင့်ခဲ့ပါတယ်ဒီခန်းနာမှာ တင်နန်းပို့ချသောဆရာဆရာမများမြန်မာယူနန်မှာရှိတဲ့ဆရာဆရာမအချို့အင်းစိတ်မှာရှိတဲ့အတင်းသူတင်သားများရန်ကုန်တိုင်းသဒ္ဒနာရဲ့ဗနာရည်မှုနဲ့ညွှန်ကြားရေးမှုအချို့နဲ့ဖိတ်ကြားထားတဲ့ဧည့်သည်တော်များတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါရရှင်နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ဓမ္မဆရာကလေးများရဲ့ဧဝံဂေလိတရားပွဲအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။ 2025ခုနှစ်နိုဝင်ဘာလ2ရက်နေ့ကနေ17ရက်နေ့အထိအရှိတောင်တိုင်းသာသနာ ရေဘူးဓမ္မကျမ်းစာကျောင်းမှာဓမ္မဆရာကလေးများတရားပွဲကိုကျင်းပပြုလုပ်ခဲ့ပါတယ်ဒီစီဇန်ကိုတော့အရှိတောင်တိုင်း အမျိုးသမီးနဲ့ကလေးသဒနာဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ဆာမဂျီဒေါ်ရှင်ရင်စိန်မှဥဆောင်ပြုလုပ်တာဖြစ်ပါတယ်။ဒီစီဇန်မှာတရားဒေသနာတော်ကိုတော့ဓမ္မဆရာကလေးများနဲ့အသင်းသူအသင်းသားများရဲ့ကလေးများမှဟောကြားခဲ့တာဖြစ်ပါတယ်။ဒီတရားပွဲမှာရေဘူးဓမ္မကျမ်းစာကျောင်းမှရှိတဲ့ဆရာဆာမများအသင်းသူအသင်းသားများနဲ့ရေဘူးဓမ္မကျမ်းစာကျောင်းမှရှိတဲ့ကျောင်းသူကျောင်းသားများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ရှင်။ ဆက်လက်ပြီးနောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့မျော်လင့်ချင်းအတန်ရေဒီယိုသောတာရှင်ဧဝံဂေလိတွေ့ဆုံပွဲအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်၂၀25ခုနှစ်နိုဝင်ဘာလ3ရက်နေ့ကနေ8ရက်နေ့အထိအထက်မြမပြည်သာသနာပြင်ဦးလွင်မြို့ကျွဲ2000အသင်းတော်မှာမျော်လင့်ချင်းအတန်ရေဒီယိုသောတာရှင်ဧဝံဂေလိတွေ့ဆုံပွဲအစီအစဉ်ကိုပြုလုပ်ခဲ့ပါတယ်ဒီအစီအစဉ်ကိုတော့ AWR Lisu Producer ဖြစ်တဲ့ဆရာရာဖဲကချင်ပရိုဂျူဆာဖြစ်တဲ့ဆရာဇွန်ဒိန်းနဲ့ ွဲနှစ်ထောက်အသင်းတော်ရဲ့အသင်းအုပ်ဖြစ်တဲ့ဆရာမီချန္နာတို့မှစုပေါင်းပြီးတော့ပြုလုပ်တာဖြစ်ပါတယ်ဒီစီဇန်မှာကျွဲနှစ်ထောက်အသင်းတော်မှာရှိတဲ့အသင်းသူအသင်းသားများနဲ့အတူတမကျန်းစာဆွေးနွေးခြင်းဆုတောင်းပေးခြင်းနဲ့ Godfather Device များကိုလည်းဝင်ငှခဲ့ကြောင်းတင်ပြရရှိပါတယ်ရှင်နောက်ထပ်တင်ပြတဲ့ပုံအနေနဲ့မျော်လင့်ခြင်းတန်ရေဒီယိုအရှိုခြင်းအစီအစဉ် ကြော်ညာချင်းနဲ့ရေဒီယိုဝင်ငှချင်းအကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။မျော်လင့်ချင်းအတန်ရေဒီယိုအရှုချင်းဘာသာရဲ့ပင်တိုင်းတရားဟောဆရာဖြစ်တဲ့ Pastor ဦးလာကွန်၊ Producer ဖြစ်တဲ့ဆရာမဒေါ်စင်မာလာခိုင်၊အလဲပိုင်းတိုင်းသာသနာဆက်သွယ်ရေးဌာနညွှန်ကြားမှုဖြစ်တဲ့ Pastor ဦးဇော်လင်းကျော်၊ဓမ္မရေးရာဌာနညွှန်ကြားမှုဖြစ်တဲ့ Pastor ဦးသိန်းထွဝင်းတို့နဲ့ ။နေစည်းဖြစ်တဲ့ပါစတာဦးလက်ကပေါ်တို့ဟာဆိုရင်2025ခုနှစ်နိုဝင်ဘာလ6ရက်အလဲပိုင်းတိုင်းသာသနာလယ်ဝင်းမြို့နယ်တတော်ကျွေးရွာမှာတွားရောက်ပြီးတော့မျော်လင့်ခြင်းအတန်ရေဒီယိုအစီအစဉ်များကိုကြော်ညာမိတ်ဆက်ပေးခြင်းနဲ့ရေဒီယိုများကိုဝေငှပေးခဲ့ကြောင်းတင်ပြရရှိပါရရှင် နောက်ဆုံးသတင်းတပုတ်အနေနဲ့ Women Ministry Care Group Celebration အကြောင်းကိုတင်ဆက်ပေးချင်ပါတယ်ရှင်။2025ခုနှစ်နိုဝင်ဘာလ9ရက်နေ့ရန်ကုန်တိုင်းသတ္တနာ ရန်ကုန်ဘဟုအသင်းတော်မှ Women's Ministry Care Group Celebration အစီအစဉ်ကိုပြုလုပ်ကျင်းပခဲ့ပါတယ်။ဒီအစီအစဉ်ကိုတော့ရန်ကုန်တိုင်းအမျိုးသမီးသဒ္ဒနာဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ဆ iam မကြီးတို့ဆောင်းဝေဝေမှဦးဆောင်ပြုလုပ်တာဖြစ်ပါတယ်။အစီအစဉ်မှာရန်ကုန်တိုင်းအမျိုးသမီးကိုယ်စားလှယ်များမှတက်တည်ခံခြင်း၊ဂုံတော်ချင်းမွန်ချင်းနဲ့ Care Group Report များကိုတင်ဆက်ခြင်း တရမကမြန်မာယူနီယံအမျိုးသမီးတသနာဌာနညွှန်ကြားရေးမှူးဖြစ်တဲ့ဆမ်မဂျီဒေါ်ဆိုခီလာရှိုင်းအားကျေးဇူးတင်ကုန်ပြုခြင်းအခမ်းအနားကိုလည်းပြုလုပ်ကျင်းပခဲ့ပါတယ်ဒီအစီအစဉ်မှာတော့တာယာဝဒီနဲ့မော်ဘီနဲ့တွန်တေးနဲ့ရန်ကုန်အရှိအနောက်နယ်မှာရှိတဲ့အမျိုးသမီးများတက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်ရှင် ဒီကနေ့တင်ဆက်ပေးသွားတဲ့သာသနာသတင်းများကတော့ဒီလောက်ပဲဖြစ်ပါတယ်။အားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်။ကျမကတော့သာသနာသတင်းတင်ဆက်သူနှင်းချပြဖြစ်ပါတယ်ရှင်။